င်တွေအားလုံးတာလီဆော့ပါ Diplomat Media Group DMG ရဲ့2025ခုနှစ်အောက်တိုဘာလ18ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရခိုင်ကမ်းရိုးတပ်မှစစ်ကောင်စီရေတပ်လှုပ်ရှားမှုများလာနေတဲ့အကြောင်းခုံစင်းတို့အဆမတန်မြင့်တက်နေတာကြောင့်စစ်တွေမြို့ခံတွေစားဝတ်နေရေးဆိုးရွားလာတဲ့သတင်းပြည်မရောက်ရခိုင်တွေကိုကြားခံရေးပါတီမိတ်ဆွေနေတဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းမျိုးကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်ကိုကျွန်မဖြူဖြူအင်းနဲ့အတူကိုအောင်မင်းကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ရခိုင်ကမ်းရိုးတန်းမှာစက်ကောင်စီရေတပ်လှုပ်ရှားမှုများလာတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။အရခတ်တော်ထိန်ရှုံနယ်မြေတွေဖြစ်တဲ့တန်တွဲကွာရံပြဲပေါတော်မောင်တော်စတဲ့မြို့နယ်တွေရဲ့ပင်လယ်ပြင်ကမ်းရိုးတန်းအနီးမှာအခုရပိုင်အတွင်းစက်ကောင်စီကရတဲ့အင်အားဖြစ်တင်းမှုနဲ့တော်လာလှုပ်ရှားမှုတွေများလာနေတယ်လို့ဒေသခံတွေစီကတည်ရပါတယ်။ တနမျိုးငပလီကန်ရှိအနီကပင်လယ်ပြင်မှာအရင်ကစက်ကောင်စီနေပြီးနှစ်စီးရှိရာကနေအခုအောက်တိုဘာလပထမအပတ်ကစတင်ပြီးတော့စက်ကောင်စီနေပြီး၆စီးထမင်းအင်အားဖြစ်တင်ထားပြီးတန်တွဲနဲ့ကွာကိုအတက်အစင်လုပ်ပြီးလက်နက်ကြီးပြက်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အောက်တိုဘာ၉ရက်မှာတန်တွဲကန်ရှိမျက်နှာရှင်းဆိုင်မှာအထိုင်ရှားထားတဲ့စက်ကောင်စီနေပြီးတွေကတန်တွဲမျိုးပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့ပြက်ခတ်ခဲ့တယ်လို့အာရခတ်တပ်တော်ကအောက်တိုဘာ၁၀ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီတရက်ထဲမှာပဲကွာမြွန်းနယ်ပုံညက်ကျွရရဲ့အနောက်ဘက်ပင်လယ်ပြင်မှာအထိုင်ရှားထားတဲ့စက်ကောင်စီနေပြည်တော်ကလက်နက်ကြီး၁၇ကြိမ်ပြက်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။မောင်တော်နယ်ပေါတော်မြို့အနီးပင်လယ်ပြင်မှာလည်းကြောက်ရှားထားတဲ့စက်ကောင်စီနေပြည်တော်ဟာအခုရပိုင်အတွင်းတော်လာလှုပ်ရှားမှုတွေရှိနေတဲ့ကြောင်းပင်လယ်ပြင်အနီးကကျေးရွာတွေကဒေသခံတွေဟာစိုးရိမ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်ပေါတော်မြို့နယ်အနောက်ဖွင့်ကကျွန်းအနောက်ဘက်ပင်လယ်ပြင်ကစသင်းဘော၃စီးထက်မနည်းဟာတောက်ဖြူနယ်မောင်တော်မြို့နယ်တွေကိုတော်လာလှုပ်ရှားမှုတွေရှိနေတယ်လို့သိရပါတယ်။ ။ရခိုင်ကမ်းရိုးတဲ့နေရာတွေမှာအထိုင်ရှာထားတဲ့စစ်ကောင်စီနေပြည်တွေကကမ်းအနီးမြို့ရွာတွေကိုလက်နက်ကြီးပြက်ခတ်မှုမကြာခဏလှုပ်ဆောင်ပြီးငါးဖန်ထွက်တဲ့ဒေသခံရေလုံသားတွေကိုဖမ်းဆီးတာတွေရှိနေပါတယ်။အခုလိုစစ်ကောင်စီနေပြည်တွေကအရခတ်တော်ထိန်းချုပ်မြို့နယ်တွေရဲ့ပင်လယ်ပြင်အနီးနာထီတော်လာလှုပ်ရှားမှုတွေပြုလုပ်တာဟာစရေးအရရှင်းလျှောက်တဲ့သဘော ဖြစ်တယ်လို့ရခိုင်ကစရေးလေးလာသူတို့ကတုံ့တက်ထားတာကိုအတန်စားတော့ဖတ်ပြထားပါတယ်။လက်ရှိမှာအေဟာကုန်းမယ်အများစုကိုထိန်းချုပ်နေပေမဲ့ ရေပြင်နဲ့ဝင်ဟင်းကိုထိရှုံမှုမရှိသေးဘူးစစ်ကောင်စီကရေတပ်အောက်ကတည်းကအေးထိရှုံတဲ့နေမယ်တဲ့ကန့်ချစ်တခြားလှုပ်ရှားတာလက်နက်ကြီးပြေးပြေးချင်းချတာတဲ့မကြာခဏရှိနေတာလည်းဖြစ်တယ်ဒေသခံတွေရဲ့လုံခြုံရေးကိုချင်းချောင်းနေတဲ့သဘောပေါ့တဖက်မှာစစ်ကောင်စီကရေပြင်ထိုးစစ်ဆင်မလာနိုင်ဘူးလို့လည်းပြောလို့မရတဲ့အနေအထားမျိုးပဲတဖက်မှာလည်းအရခတ်တော်ကပင်လယ်ကန်ဒီမြို့ရွာတွေကဒေသခံတွေအနေနဲ့စစ်ကောင်စီရဲ့ရေချောင်းလေချောင်းတိုက်ခတ်မှုအနေရကိုအထူးသတိထားပြီးစည်ရေးသတိရှိကြဖို့သတိပေးတိုက်တွန်းထားပါတယ် စကောက်စီဟာရွေးကောက်ပွဲရဲ့တင်ညာပြီးနောက်ပိုင်းရခိုင်တောင်ပိုင်းမြို့နယ်တွေကိုကြေးရည်လေအုံပြပြီးတော့အေထိတ်ထုတ်နယ်မြေတွေကိုဝင်ရောက်နိုင်ဖို့ကြိုးပမ်းမှုတွေစတိုက်မြင်နေရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကုံစင်းတို့အဆမတန်မြင့်တက်နေတာကြောင့်စစ်တွေမြို့ကန်တွေစောင်းဝဲနေရေးဆိုးရွားလာတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်စစ်ကောက်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်စစ်တွေမြို့မှာကုံစင်းတို့အဆမတန်မြင့်တက်ပြီးအလို့အကန်ခွင်လန်းလုံးဝမရှိတဲ့အတွက် ဒေသခံတွေဟာစောက်ဝဲနေရေးပုံမဆိုးရလာတယ်လို့သိရပါတယ်။စစ်ကောင်စီကမြို့အဝင်းထွက်အလုံးဝိုင်းဝန်းပိတ်ဆို့ထားပြီးလေကြောင်းလမ်းတစ်ခုကိုသာခွင့်ပြုထားတာကြောင့်မြို့တွင်းမှာငွေကြေးမတက်နိုင်တဲ့အခြေခံလဲလုံလဲစားအများအပြားကြံရှိနေတာပါ။စစ်တွေမြို့ခံတွေအတွက်အခြေခံစားတောက်ကုန်တွေကိုစစ်ကောင်စီဟာရန်ကုန်ကနေကုန်တင်သင်္ဘောကြီးတွေနဲ့ပို့ဆောင်နေတာဖြစ်ပါတယ်။အဲ့ဒီသင်္ဘောတွေဟာပုံမှန်ဝင်ရောက်မှုမရှိတာကြောင့်ကုန်စည်နှုန်းအတက်အကျတွေရှိနေတာဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါအပြင်အလုတ်အကန်ရှားပါမှုကြောင့်အခြေခံလူဒန်းစားတွေဟာစောင်းဝက်နေပုံပြီးကြက်တက်လာနေတာဖြစ်တယ်လို့ဆိုကြပါတယ်။လက်ရှိစစ်တွေမြို့ပေါ်မှာပိုဆမ်မွေးစင်တာအိတ်ကိုငွေကျပ်2သိန်း2000စားကျန်တဲ့အိတ်ကို3သိန်း2000ကျက်တုံဖြူတပိုက်တာကို3500ကျက်တုံနီတပိုက်တာကို15000ငယုတ်တိ6တပိုက်တာကိုငွေကျပ်3600အထိဈေးမြင့်တက်နေတယ်လို့သိရပါတယ်။ဒါအပြင်73စီလီတာကိုငွေကျပ်15000 စားသုံးစီတလီတာကို1000တောင်းကျက်သားတစ်ပိတ်တာကို8000တောင်းဝတ်သားတစ်ပိတ်တာကိုငွေကျပ်6500အမေသားတစ်ပိတ်တာကို9500ကျပ်အထိပေးဝင်နေကြရတယ်လို့သိရပါတယ်။စစ်တွေမျိုးတွင်မှာတက်ကြီးရွယ်အုံးနဲ့ကလင်းငယ်တွေပါမကြမ်းဝိုင်းရဲအတွက်လမ်းပေါ်ထွက်ပြီးတောင်းရန်စားတောက်သူတွေများပြားနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်းစစ်တွေစီးရုံမှာအာဟာရပြတ်လတ်မှုကြောင့်ကလင်းငယ်တို့ဦးတည်ဆုံးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ မြို့ရင်းဒေသခံတချို့ဟာအလို့အကန်ရှာပါမှုကုံစက်နှုတ်မြင့်တဲမှုစောင်းဝနေကြက်တဲမှုတွေကိုဆိုးရွားစွာကြုံတွေ့လာရတာကြောင့်မိမိကိုယ်ကိုအဆုံးစီရင်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီဟာစစ်တွေမျိုးကိုရေချောင်းလေချောင်းနဲ့ကုန်ပစ္စည်းတင်ပို့မှုကိုကန့်သက်ပိတ်ဆို့ထားတဲ့အတွက်ကုန်တင်ကုန်ချလုပ်ကိုင်နေတဲ့ဒေသခံတချို့ဟာအလို့ရန်နာထားရတာကြောင့်အလို့အကန်ခွင့်လန်းတွေခက်ခဲနေတယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်တွေမျိုးကို အရခတတ်တို့ကဝိုင်းရံပိတ်ဆို့ထားပြီးတော့စစ်ကောင်စီဘက်ကလည်းစစ်တွေမြို့နယ်အနီးတဝိုက်ကိုအေးအေးဝင်ရောက်မလာနိုင်စေရဲ့အတွက်အင်အားဖြင့်စီရေးပြင်ဆင်ထားတာဖြစ်ပါတယ်။အဲ့ဒီလိုစီရေးတင်းမာမှုတွေနဲ့အတူစစ်ကောင်စီဟာစစ်တွေနဲ့နင်နမိုက်ရှင်းထိစပ်နေတဲ့ရတေတောင်၊ပုံနာကျွန်းပေါတောမြို့နယ်တွေကိုလည်းလက်နက်ကြီးပစ်ခတ်မှုတွေမကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။ပြမရရခိုင်တွေကိုကြံ့ခိုင်ပါတီမဲဆွနေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါပါ။ စေပရိပခနဲ့အခြားအကြောင်းမျိုးမျိုးကြောင့်ပြည်မဒေသကိုရောက်ရှိနေကြတဲ့ရခိုင်လူမျိုးတွေကိုပြည်ထောင်စုတပ်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင်တွေကကြိုတင်မဲဆွယ်မှုတွေရှိနေတယ်လို့သိရပါတယ်။ရန်ကုန်နဲ့ AFD တိုင်းတွေမှာရောက်ရှိနေတဲ့ရခိုင်လူမျိုးတွေကိုပြီးခဲ့တဲ့အောက်တိုဘာပထမအပတ်ကစပြီးတော့တပ်ခိုင်ရေးပါတီကစေယုံမှုတွေရှိနေတာပါ။ဒါအပြင်အီထောင်စုစည်ရင်မှတ်ပုံတွေလုပ်ပေးမယ်ဆိုပြီးတော့ရက်ွက်အုပ်ချုပ်မှုရုံးတွေကိုလာကြဖို့ရခိုင်လူမျိုးတွေကိုတီးတန့်အစည်းအဝေးခေါ်ပြီး တက်ခိုင်ရေးပါတီကိုမဲထဲကြဖို့စည်းရုံးနေတာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းလှိုင်သာယာတာမွေတင်ကန်းကျွန်းတာကေဒလှိုင်စားတဲ့မြို့နယ်တွေမှာနေထိုင်ကြတဲ့ရခိုင်လူမျိုးတွေကိုပြီးခဲ့တဲ့အောက်တိုဘာပထမအပတ်ကစပြီးမဲဆွယ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒါအပြင်အေရဗတီတိုင်းပတိန်နဲ့တာပေါင်းမြို့နယ်တွေကစပေးတိန့်ချောင်နေကြတဲ့ရခိုင်လူမျိုးတွေကိုလည်းမဲဆွယ်စည်းရုံးမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ ယူကပွဲအတွက်မက်ဆယ်ဆွေးယုံခွင့်ကာလကိုလာမယ့်အောက်တိုဘာ28ရက်ကစတင်ပြီးဒီဇင်ဘာ28ရက်နေ့ရပောင်60ခွင့်ပြုထားတယ်လို့စစ်ကောင်စီလက်အောက်ခံယူကပွဲကော်မရှင် UEC ကထုတ်ပြန်ထားတာပါဒါပေမဲ့ယူကပွဲကော်မရှင်ရဲ့ဥပဒေအရတရားဝင်ထုတ်ပြန်တဲ့ရက်မတိုင်ခင်ကတည်းကတက်ခိုင်ရေးပါတီဟာမက်ဆယ်ဆွေးယုံမှုတွေလုပ်နေတာဖြစ်ပါတယ်တက်ခိုင်ရေးပါတီဟာဆက်တက်အကြီးအကဲတွေဥဆောင်တာကြောင့် ီမိုကရေစီလိုလားသူတွေဟာအဲ့ဒီပါတီကိုစစ်အာဏာရှင်နဲ့ခရိုနီလုပ်ငန်းရှင်တွေရဲ့အကျိုးစီးပွားအတွက်ဖွဲ့စည်းထားတာဖြစ်တယ်လို့ဝေဖန်နေကြပါတယ်ခင်ဗျာသတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်နမ်တူမြို့ကိုစစ်ကောင်စီဘုံကျဲမှုကြောင့်အမျိုးသမီးလက်ဦးတရားရတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါရှမ်းပြည်နယ်နမ်တူမြို့ကိုဒီကနေ့အော်တိုဘာလ18ရက်နေ့မနေ့၈နာရီခွဲလောက်မှာစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးလေးဦးတရားရရှိသွားတယ်လို့တာအန်တာတီယနာလေးကထုတ်ပြန်ပါတယ်။နမ်တူမြို့အထက်ကတစာတင်ကျောင်းဝန်းကျင်မှာပြည်သူ့ရဲ့တရှိရာကိုဥတီပြီးရေရရှိရှိပေါင်250ဘုံနှလုံးကြေချမှုကြောင့်အမျိုးသမီးလေးဦးတရားရရှိခဲ့ပြီးစာတင်ဆောင်နှဆောင်နဲ့နေအိမ်တချို့ပျက်စီးသွားတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဟာနတ်ဆာမြို့နယ်ဟိုမင်းကျေးရွာကိုလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးတေဆုံထိခိုက်မှုအခြေအနေတွေကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ဒီကန်နယ်လေးကဆိုထားပါတယ်။ အခုလအတွင်းစစ်ကောင်စီရဲ့ပုံကျဲမှုတွေကြောင့်ခလင်းငယ်9ဦးအမျိုးသား10ဦးအမျိုးသမီး12ဦးတေဆုံးခဲ့ပြီးတော့ခလင်းငယ်12ဦးအမျိုးသား14ဦးအမျိုးသမီး12ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်တရရှိအိမ်စာသင်ကျောင်း3ကျောင်းဘုန်းကြီးကျောင်း2ကျောင်းကျောင်းဆောင်၄ဆောင်နဲ့အဆောက်အဦလဲခုတို့ပျက်စီးသွားခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာတောင်းပြေအတွင်းတာမကက တိုင်းရင်းသားလက်နက်ကင်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထားတဲ့နေရာတွေကိုလက်နက်ကြီး drone လေကြောင်းတို့နဲ့တိုက်ခိုက်ပြီးတော့ဆေးရသွဲမှုကျူးလွန်နေတယ်လို့ TNL ကဆိုထားပါတယ်။လက်ရှိမှာပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စစ်ရဲတပ်တွေအမြင့်ရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန့်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကတိုက်တွန်းထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွာငံမြို့နယ်မှာစက်ကောင်စီကလူခွင်ရှုဖောက်မှုတွေစတိုက်လုံးနေတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာစက်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေစပစ်ဆောင်စခန်းတွေကိုမိရှို့တာတွေအမျိုးသမီးတွေကိုဖမ်းဆီးတာတွေစတဲ့လူခွင်ရှုဖောက်မှုတွေစတိုက်လုံဆောင်နေတယ်လို့ရှမ်းလူခွင်မန္တန်ကမနေ့ကအောက်တိုဘာ16ရက်မှာထုတ်ပြန်ပါတယ်။အခုနဲ့အောက်တိုဘာလနောက်ဆုံးအပတ်ကနေစက်တင်ဘာလနှောင်းပိုင်းအထိစက်ကောင်စီရဲ့မိရှို့ဖြစ်စီမှုတွေကြောင့်ရွာငံမြို့နယ်မှာနေအလုံး60စပစ်ကြီးအလုံး60 ပြည်တွင်းຫນွေရဲ့စွန့်ခွာသူတွေ IDP စခန်းတစ်ခုနဲ့လက်ထဲအများပြပျက်စီးဆုံးရှုံးခဲ့ရပြီးစပယ်ဂျီတွေမိရှုခံရတာကြောင့်ကျောင်းဝေတန်း150ဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်အသက်ရှင်တဲ့အမျိုးသမီးငယ်တယောက်ပါဝင်အရတန်း5ဦးဟာလည်းစစ်ကောင်စီထံမှဖမ်းဆီးခံခဲ့ရပါတယ်။ဩဂတ်စ်လအတွင်းကြောက်တော့ကျေးရွာကိုလေကြောင်းပုံကျဲခဲ့တာကြောင့်အရတန်းနေအိမ်တွေပျက်စီးခဲ့ရတဲ့အပြင်ကျေးရွာတွင်အင်အား80ပါစစ်ကြောင်းဝင်ရောက်ပြီးနေအိမ်တွေကပျက်စီးတဲ့လူရတာကျွဲနာအပါဝင် မွေမြွေတလိပ်ဆန်းတွေကိုတက်ပြက်စားတောက်ခဲ့တယ်လို့လည်းဆိုထားပါတယ်။2024ခုနှစ်အတွင်းမှာတရားလုံးမိရှုခံရတဲ့မင်းပလောင်ကျေးရွာကိုစတေမာလမှာအင်အားတရာလောင်းနဲ့ထပ်မံဝင်လာပြီးတော့ဒေသခံတွေနေထိုင်တဲ့တောတွေကိုဝင်ရောက်ပြီးယာယီကျဲတွေကိုမိရှုဖျက်ဆီးခဲ့တာကြောင့်ဒေသခံတွေထွက်ပြေးခဲ့ရပါတယ်။စတေမာ73ရက်နေ့ကကြောက်တော့ကျေးရွာကိုထပ်မံဝင်ရောက်ပြီးဒေသခံတွေရဲ့တောင်ရတဲတွေကိုမိရှုဖျက်ဆီးခဲ့တဲ့အပြင်စတေမာ၁၄နဲ့၁၅ရက်ကလည်းနောက်ထပ်နေအိမ်၂၃လုံးနဲ့စပတီ၉၀ကိုမိရှိုးဖြစ်စီခဲ့တာကြောင့် ကျသိမ်းမ1500လောက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုထားပါတယ်စက်တင်ဘာနောက်ဆုံးအပတ်မှာကြောက်တော့ကျွရကနေရစွန့်ခွာထွက်ပြေးနေရတဲ့ကျေးရွာသားတွေရဲ့ယာယီတဲငါးလုံးကိုထပ်မံဖျက်ဆီးခဲ့ပါတယ်လက်ရှိမှာစစ်ကောင်စီတပ်တွေဟာကြောက်တော့နဲ့ညောင်မေသာကျေးရွာတွေမှာတဆွဲထားပြီးနေရစွန့်ခွာတိမ်းရှောင်နေရသူအရသား900နီးပါးရှိပြီးတော့နေရမပြောင်းနိုင်သေးပဲအစားအသောက်နဲ့အမိုးကွာတွေအရေးပေါ်လိုအပ်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာနောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ အမေရိကန်အစ္စရေးပူးပေါင်းထူထောင်ခဲ့တဲ့ဂါဇာအကူအညီပေးရေးအဖွဲ့လုပ်ငန်းရဆိုင်တဲ့တရင်ကိုလည်းတင်ဆက်ပေးချင်ပါတယ်။အငင်းပွားစရာအခြေအနေတွေအများကြီးဖြစ်ပေါ်စေခဲ့တဲ့အစ္စရေးအမေရိကန်ပူးပေါင်းအကူအညီပေးရေးအဖွဲ့ဟာဂါဇာမှာလုပ်ငန်းလေပတ်မှုတွေရဆိုင်ထားပြီးလို့ကြေညာခဲ့ပါတယ်။ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း GHF ဆိုတာဟာစစ်ဘေးတန်ဂါဇာကမ်းမြောင်ဒေသမှာလူသားချင်းစာနာမှုအကူအညီတွေထောက်ပံ့ရေးအတွက်အမေရိကန်နဲ့အစ္စရေးအစိုးရတွေညှိနှိုင်းထူထောင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ GHF ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေဟာလူသားချင်းစာနာမှုအဖွဲ့အစည်းတွေရဲ့စံတန်ဖိုးတွေကိုထင်ဟပ်မနေစေကြောင်းဝေဖန်မှုတွေထွက်ပေါ်ခဲ့သလိုကုလသမဂ္ဂလက်အောက်ခံအထောက်ပံ့ပေးရေးအေဂျင်စီတွေကလည်း GHF ရဲ့လုပ်ငန်းတွေမှာပူးပေါင်းဖို့ညှိဆိုခဲ့ပါတယ်။အဲ့ဒီအဖွဲ့ရဲ့အစီအစဉ်အရအမေရိကန်အစိုးရကရန်ပုံငွေ ထောက်ပံ့ပေးထားတဲ့ပုဂ္ဂလိကကုမ္ပဏီတွေကဂါဇာမှာစစ်ပေးဆောင်ပြည်သူတွေကို GHF ရဲ့အစီအစဉ်အရအမေရိကန်အစိုးရကရန်ပုံငွေ ထောက်ပံ့ပေးထားတဲ့ပုဂ္ဂလိကကုမ္ပဏီတွေဟာ ဂါဇာမှာစစ်ဘေးရှောင်ပြည်သူတွေကိုစစ်နယ်ရိတ်ခါတွေဝင်ငှထောက်ပံ့ပေးပြီးအစ္စရေးစစ်တပ်ကလုံခြုံရေးအတွက်တာဝန်ယူပေးထားတာဖြစ်ပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်ကကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ညှဉ်းချမ်းရေးသဘောတူညီချက်အရအစ္စရေးနဲ့ဟာမတ်တို့ကြားအပြည့်ရသဘောတူညီမှုစတင်အသက်ဝင်တဲ့အော်တိုဝါဆယ်ရဲ့နဲ့မှာ GHR ရဲ့လုပ်ငန်းတွေလည်းရန်နာထားလိုက်တယ်လို့အဲ့ဒီအဖွဲ့ကအတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါအပြင် GHF ရဲ့ SDS ဖိုးလို့နာမည်ပေးထားတဲ့ရိခါဖြန့်ဝေရဲ့စခန်းတီရှိရာနေရာကဣသရေတပ်တွေလည်းဆော့ခွာခဲ့ပြီးဖြစ်တာကြောင့်အဲ့ဒီစခန်းကိုတော့အပြိပိုင်ရုပ်သိမ်းလိုက်ပြီးလို့သိရပါတယ်။ GHF ကဂါဇာမှာဆက်ပြီးလုပ်ငန်းလေပတ်ချင်တယ်လို့ပြောဆိုထားပေမဲ့ဣသရေနဲ့ဟာမတ်တို့ကြားညင်းချရဲ့သဘောတူညီချက်နောက်ဆုံးအဆင့်မှာတော့အဲ့ဒီအဖွဲ့ကိုဂါဇာကနေဖိရှားဖို့ဆိုတဲ့အဖွဲ့ပါဝင်လာဖွဲ့ရှိတယ်လို့နှိဆက်သူတွေကမှတ်ချက်ပေးထားကြပါတယ်။ ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နေပဲရှင်းနာလိုက်ပါရစေ။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်းရှာရှာ839963633ကိုလုံခြုံစိတ်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည8:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။